စစ်မှုရန်ဥပဒေကြောင့်စိုက်ပျိုးရေးဒေသ ARE တိုင်းတဲကကျေလက်နေလူငယ်လူရွယ်တွေမရှိတော့သလောက်ဖြစ်နေတဲ့အတွက်လဲလှုပ်သားရှာပါမှုဟာလည်းအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။ဒီနှစ်မိုးစဘာဆိုင်ရာသီမှာတောင်သူတွေအနေနဲ့လဲမလုံနိုင်တဲ့အထီးဖြစ်လာတယ်လို့ MBA ကမေးမြန်းခွင့်ရခဲ့တဲ့ ARE တိုင်းထဲမှာရှိတဲ့လဲသမားတွေကပြောပါတယ်။လဲရလုပ်ငန်းခွင်တွေမှာလူငယ်လူရွယ်တွေနဲ့လုံနိုင်စွမ်းရှိသူတွေနေပါသွားတဲ့အပေါ် တောင်သူတွေကအရင်ကအတွေ့အကြုံတွေနဲ့နှိုင်းရှင်ပြီးပြောဆိုလာကြတာပါ။အဲတကယ်တမ်းပေါ်အရာကြီးတော့တော်ကြလဲ။အဲအိမ်မှာဟိုဟိုကြားရမှာဟိုစစ်သားစုဆောင်ကြီးပေါ့။အဲ့ဒါကလာမယ်လို့လိုက်ခါရွာလူတွေက30နဲ့35နဲ့ကိုထွက်ပြေးလိုက်ပေါ့အဲ့ဒီအပြင်မှာတော်တယ်မှာဟိုကအိမ်ကြီးအရမ်းလူတွေရှိသေးအဆိုတော့ဒီမှာကိုစီမှာလည်းမလုံရောတော့အပြင်ထွက်အောင်ကြာလေအဲ့16နဲ့35နဲ့ကြာကိုဥက္ကရာ အဟိုရေကြီးအုပ်ကြီးရလုံးဝထောက်ခံတာလည်းမရည်ထူးမပြီးပြီးသွားဝယ်မပြီးအဲ့တော့တိတ်တိတ်လေးသွားရတယ်နဲ့အဆောင်းနေရတာလေးနဲ့အခုကတော့အဲ့ဒါတော့ဒီနေ့အခုဒီနေ့ဒီလာပိုင်းနေကြတော့အဲ့စစ်သားတွေလည်းဆက်ရှိနေတာတော့ငန်းနာနေတယ်ရှိဦးရှိတော့ကျေးလက်ပေါ်တဲ့ AR တိုင်းကလူငယ်တွေဟာဒေတာရင်းအလောက်ကန်ရှာပါမှုဝင်ငွေထွက်ငွေမမျှတမှုတွေကြောင့် ရန်ကုန်အပအဝင်ပြည်ပနိုင်ငံတွေကိုထွက်ခွာအလုပ်လုပ်နေကြတယ်လို့သိရပါတယ်။စဘာဆိုင်တောင်သူတွေဟာပြီးခဲ့တဲ့စိုက်ပျိုးရာသီ၃ခုဆက်တိုင်းစဘာစည်းနှုံးကြဆင်းတာကိုရင်ဆိုင်ခဲ့ရပြီးရွှေခရုအဖြတ်ကိုလည်းရင်ဆိုင်ခဲ့ရသလိုခရုရဲ့အပြီးမှာပြိုထက်ကျဲချိန်မှာရေကြီးနှမြုပ်တာနဲ့တက်မြေဩဇာလိုသွင်အားစုတွေစည်းနှုံးမြင့်တက်တာတွေကြောင့်စိုက်ဧကထောက်ဝက်မကရှော့ချစိုက်ပျိုးနေရတယ်လို့သိရပါတယ်။အဲ့တို့ဆိုင်လဲကွာမဆိုင်နိုင်ခုနကပြောသလိုစီကီကလည်းကြိုက် လဲအမီလုံသားရှားပါမှုကလည်းဖြစ်တဲ့အခါကျတော့စီနေမောင်းမယ်ဆိုတော့မိမတွေကိုယ်တိုင်စင်မောင်းတဲ့နေရာမျိုးရှိတယ်လေအဲ့တော့စီနေမောင်းအောင်လည်းစီကအစိုးရကဟလာမြန်မာတို့ကြီးနဲ့ပြီးတဲ့စီမျိုးမဟုတ်ဘူးလေကိုယ့်ဟာကိုဝယ်ရတာပေါ့နော်ဟောအဲ့အဲ့တော့စီနေမောင်းဖို့ဆိုရင်တော့မှတော်တယ်မှာဟလာဆက်ကရှိမယ်ဆိုရင်အဲ့ဆက်တည်းကအစင်းစင်းမောင်းလို့ရတဲ့ဆက်ဟုတ်မဟုတ်ဟိုဘလို့ကောင်းလဲဖြစ်လို့စိုက်နေရတဲ့ အဲအဖြစ်ပေါ့နော်သူတို့မှာဖြစ်သလိုဆိုင်နေရတဲ့ဖြစ်ဆိုတော့ခုနကဒီလိုငါတို့ရှင်မျိုးတွေကတော့သူတို့မဆိုင်တော့ဘူးပေါ့နော်ဖြစ်လို့ပါပေါ့ဒီမင်းကဘာလေးကိုသူတို့စောင့်မယ်ပေါ့နော်ဒီစဘာလေးကြတော့တရားလောက်ထွက်တယ်တဲ့လုံနိုင်ဘိုးစဘာကတော့သူကပြစ်ထားပြီးတော့ဖြစ်သလိုဆိုင်တာအဲရည်လည်းမတင်ရဘူးလीအဲ့တော့ခုနကရှူခုကိုက်လဲကပ်ပြီးသွားလို့ရှိရင်ပြစ်ထားလိုက်တယ်ထပ်မဆိုင်တော့ဘူးနောက်ထပ်လည်းမကြိုးစားတော့ဘူးအဲအဲ့လိုတွေနဲ့အဲ ဘာဖြစ်လဲဆိုတော့အကုန်လုံးကအဲဒီဒီဒီခုနကလေယာလေယာမြေဧရိယာလေးနော်အကုန်အလုံးမလုံးတဲ့အကုန်လုံးဧရိယာနိုင်ငံတော်ရဲ့လေယာမြေအပြည့်အလုံးမလုံးတဲ့အခြေအနေမှာရှိတယ်ဒေတာအများစုမှာ prep car တွေကြောင့်စိုက်ပျိုးနိုင်ခြင်းမရှိတော့သလို prep car နဲ့ပါပြီးစစ်အုပ်စုကြီးစိုးထားတဲ့ ARD တိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာစစ်မှုရန်ဥပဒေကြောင့်လုံသားငှားရမ်းမရတာ စပားစီနှုံကြဆင်းတာကြောင့်အရှုံးပေါ်ပြီးဆက်လက်စိုက်ပျိုးနိုင်ခြင်းမရှိတာတွေကိုတောင်သူတွေရင်ဆိုင်နေရပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်ချိန်မှာတော့မျိုးပြကလူငယ်တွေသာမက နေဒေတာလေယာလုပ်ငန်းခွင်တွေကလူငယ်တွေပါအလုံးအရင်းနဲ့ပြပကို ထွက်ခွာသွားကြတယ်လို့တောင်သူလယ်သမားအရေးလောက်ကင်သူတချို့ရဲ့စစ်တမ်းတွေကဖော်ပြပါဗျာ။